ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အုံနောက်မရှိရဲ့ကြီးကန်းတဲ့လေးယောင်ငှက်တခါတော့ကတောရဲမှာလေးယောင်ငှက်တကောင်နေထိုင်ပါသူကနေ့တိုင်းငှက်တကောင်မဟုတ်တကောင်တက်ပြတ်စားတောင်းလေးရှိပါတယ်။ ။တနေ့ကျတော့ကျက်တူရီမင်းကြီးမစ်ဂျူကြီးကသူ့ရဲ့ကလေးတီတူနဲ့သွားနေတဲ့အချိန်မှာသူတို့တိုက်ခိုက်ပိုင်းပြီးတော့တီတူလေးကိုခေါ်သွားပိုင်းမစ်ဂျူကြီးလည်းစိတ်ညစ်သွားကတစ်ကိုင်းတစ်ခုပေါ်မှာနားနေလိုက်ပိုင်းဟာငါခုဘလို့လုပ်ရတော့မလဲအဲ့လင်းယုံငက်ကတီတူလေးကိုခေါ်သွားပြီးတော်ရီယာအချားငက်တွေကိုလည်းဒီအကြောင်းသွားပြောရမယ်။သူတို့ကကုညီပေးနိုင်ပေးနိုင်လိမ့်မယ်။တော်ရီမှာအချားငက်ကလေးတွေဝိုင်းပြီးစကားပြောနေကြတဲ့အချိန်မေတူကြီးကရောက်လာပိုင်းမေတူကြီးကအခုလိုပြောလိုက်ပိုင်း မိတ်ဆွေတွေငါတို့လာနေတဲ့လမ်းမှာ ရုတ်တရက်ငါတို့တိုက်ခိုက်ပြီးတီတူးလေးသူ့နဲ့အတူခေါ်သွားတယ်။ငါတီတူးလေးကိုပြန်ကယ်နိုင်ဖို့မိတ်ဆွေတွေရဲ့အကူအညီလိုအပ်တယ်။မဟုတ်ရင်သူတီတူးလေးကိုစားပစ်လိုက်မယ်။တီတူးလေးကိုကယ်ပြီးပြန်ခေါ်လာပြီးနိုင်တဲ့ပိန်ငတ်ကိုမစိုးငါစုချင်းဝင်အများကြီးပေးမှာပါ။ပတ်စံဆိုတဲ့အတန်ကြားတာနဲ့တော်ရယာငှက်တွေအကောင်လုံးဟာလေလောဘစိတ်တွေဖြစ်လာကြပါ යි ။ဒါပေမဲ့လေဟုန်လေးရောငှက်ကိုကြောက်တဲ့အတွက်ဘဲငှက်ကမှသူ့ရဲ့ကမ်းလန့်ချက်ကိုလက်မခံကြပါဘူး။ ဒါပေမဲ့ကြီးကဲကာလူရဲ့စိတ်ထဲမှာတော့အခုလိုတွေးနေပါရဲ့။ငါသာအဲ့ဒီကြက်တူတွေတီတူကိုကဲနိုင်ခင်ဒီပစံတွေအကောင်လုံးရှာမှာအဲ့ဒါဆိုငါလေးချမ်းသာသွားမယ်။ဘဲငက်ကမှတီတူကိုကဲပြီးမယ်လို့မပြောကြတော့မင်းကြီးမီတူကစိတ်ဆိုးသွားပါရဲ့။ပြီးတော့အဲ့ဒီကနေစိတ်ညစ်ညစ်နဲ့ထွက်သွားပါရဲ့။မင်းကြီးမီတူထွက်သွားပြီးမှတော့တိုနီငက်ကလေးကအခုလိုပြောလိုက်ပါရဲ့။ကြည့်ရတာမင်းကြီးမစ်တူငါတို့စိတ်ဆိုးသွားပြီထင်တယ်ဒီမှာတငယ်ချင်းတွေ ငါတို့အားလုံးပါမိတီတူးလေးကိုအိမ်လေးရောငတ်စီရနေကဲတင်ပေးမှဖြစ်မယ်အိမ်လေးရောငတ်ကငါတို့တို့ပို့ပြီးဆွာအားကြည့်ရဆိုတာငါသိပါတယ်ဒါပေမဲ့လည်းငါတို့မင်းကြီးတီတူးကိုကူညီပေးရလိမ့်မယ်ငါတို့လည်းသူ့အတွက်အသုံးဝင်ဝင်လာနိုင်တယ်လေဒါငါတို့ရဲ့တာဝန်ပဲလေငတ်ကလေးတုံနီလည်းငတ်တွေအားလုံးကိုနားလည်အောင် ရှင်းပြနေပါတယ်ဒါပေမဲ့ကြီးကန်းကလူရဲ့စိတ်ထဲမှာတော့ပတ်စံလိုချင်တဲ့လောဘစိတ်တွေတပွားပွားပေါ်နေခဲ့ပါတယ်သူက သူတယောက်တည်းပဲတီတူးကိုခေါ်လာခြင်းနေရပါ ပြီးရင်မင်းကြီးပရဲ့ပတ်စံတွေအကောင်လုံးကို သူတယောက်တည်းပဲယူဖို့စိတ်ကူးနေရဖြစ်ပိုင်းအဲလိုနဲ့ပဲငှက်တွေအားလုံးကကြက်တူရွေးလေးတီတူကိုလိုက်ရှာပါတော့တဖက်မှာတော့လင်းယောင်ငှက်က တီတူလေးကိုလောင်အိမ်တစ်ခုထဲမှာပိတ်ထားပိုင်ပြီးတော့အခုလိုလဲပြောပါသေးတယ်။ဒီနေ့တော့ကြက်တူရေးပေါက်စာလေးကိုစားပြီးတိတ်ကိုအရသာရှိနေတော့မှာပဲ။ဒါပေမဲ့ငါတယောက်တည်းတော့မစားနိုင်ပါဘူး။အချာတောင်းမှနေရင်ငါတငယ်ချင်းခေါ်လာရမယ်။ပြီးမှဒီကြက်တူရေးပေါက်စာကိုငါတို့နေ့အတူတူစားရမယ်။ နေယုံငတ်ကအဲ့လိုပြောပြီးထွက်သွားပါယ်ခဏကြာမှတော့တွန်နီငတ်ကလေးကအိမ်နားနေဖြတ်သွားတဲ့အချိန်မှာကက်ကလေးတစ်ကောင်ရဲ့အော်တောင်ကြားလိုက်ရပါယ်ကဲကြပါကဲကြပါတရရောက်ကကျွန်တော်အတီးရနေထုတ်ပေးပါတရရောက်တော့ကျွန်တော်ကူညီပေးကြပါဦးမင်းကြီးမီတူရဲ့သားတီတူးတန်နဲ့တူနေပါလားနောက်ပြီးအသက်ဒီကူတွေကလာတာပဲနေမှာကဲပါအထဲဝင်ကြည့်လိုက်ပါအောင်မေငတ်ကလေးတွန်နီလည်းအဲ့ဒီကူပေါက်ထဲဝင်သွားပါယ် ကိုရဲမှာတီတူလျာလောင်အိမ်ထဲမှာပိတ်မိနေအောင်မြင်သွားပါ යි နောက်ပြီးလေးအောင်ငှက်လဲအဲ့နာမှာမရှိပါဘူးအဲ့တော့ငှက်ကလေးတိုနီက တီတူကိုလောင်အိမ်ထဲကနေထုတ်ပေးလိုက်ပါ යි ပြီးတော့တိုနီက အခုလိုပြောလိုက်ပါ යි သွားရအောင်တီတူလေးလေးအောင်ငှက်ကြီးပြန်မြောက်ခင်ဒီများနေမြင်မြန်သွားကြရအောင်လေးအောင်ငှက်ကြီးသာပြန်ရောက်လာရင်ငါတို့နေအောင်တော့အတွက်လွတ်လန်းရှိတော့မှာမဟုတ်ဘူးအဲ့နောက်တော့တိုနီနဲ့တီတူတို့အဲ့နေရာကနေထွက်သွားကြပါ යි အဲ့ချိန်မှာជីကန်ကာလူက ်တစ်ပင်ပေါ်ကနေအကုန်ကြည့်နေခဲ့ပါ යි ပြီးတော့အခုလိုပြောလိုက်ပါ යි ငါဒါပါရီမြင်နေရလဲငှက်ကလေးတူနေရတီတူးလေးခေါ်ပြီးမင်းကြီးမီတူစီတွားနေပြီတကယ်လို့တုန်နေတာတီတူးကိုမင်းကြီးမီတူစီ ခေါ်သွားနိုင်ခင်ပတ်စံလေးကောင်လုံးတုန်နေတောင်လေးရှားသွားတော့မှငါအဲ့လိုတော့လုံးဝအပြစ်မခံနိုင်အဲ့ဒီအတွက်ဆိုရင်လင်းရုံငှက်စီရနေအခုညီတောင်းမရမယ်အဲ့လိုပြောပြီးကြီးကန်ကလိုလဲလင်းရုံငှက်ပြန်အလောင်းထိုင်ဆောင်နေပါခဏကြာတော့လင်းရုံငှက်ကြီးပြန်ရောက်လာတော့ သူ့ရဲ့ဂူတဲ့ဝင်သွားပါင်ဂူတဲ့ရောက်တော့အချက်တူရဲ့တီတူမရှိတော့တာတီသွားပါင်အဲ့တော့လင်းယုံငကြီးကအလွန်ဒေါသထွက်သွားပါင်ဒီချက်တူရဲ့ပေါ့စာဘယ်ရောက်သွားလဲအခုနောက်တော့ဒီနားမှာရှိနေပါသေးရဲ့ကြည့်ရတာငါထွက်သွားပြီးရဲ့နောက်ပိုင်းတရရောက်ဒီကိုလာသွားတယ်ထင်နေတကယ်ကြီးနေမဲပြောတော့အချားငတ်တကောင်ဒီနေရာလာရဲဆိုတာဒါပေမဲ့အဲ့နောက်မှာဘာငတ်မှမရှိဘူးလေသူတို့နှစ်ယောက်စကားပြောနေကြတဲ့အချိန်မှာကြီးကန်းကာလူကရောက်လာပါတယ် မေတူရဲ့တောင်ဒီနေရာနေဘသူခေါ်ထုတ်သွားလဲဆိုတာငါသိရဲ့။ဘာလို့လဲဆိုတော့မင်းကြီးမေတူကသူ့တောင်ကယ်လာပေးနိုင်တဲ့ဘဲငတ်ကိုမစုံစုချင်းဝင်ရှင်းမြစ်မယ်လို့ပြောထားလို့နောက်ပြီးအဲ့ဒီပတ်စံတွေအကောင်လုံးငါတယောက်တည်းပဲရကျင်လား။အဲ့တော့ငါပြောတာအောင်ရုံနေဆိုရင်ငါနဲ့တူလိုက်ခဲ့ပါ။ပြီးရင်အဲ့ဒီငတ်ကိုမင်းတို့စားလိုက်ကြပေါ့။မေတူရဲ့တာတီတူကိုတော့ငါစီပေးလိုက်ပေါ့။မင်းတို့အတွက်လည်းအဆင်ပြေသွားသလိုငါအတွက်လည်းအဆင်ပြေသွားမှာ။ဟဲ့ကြီးကငါမင်းပြောတဲ့အတိုင်းလိုက်လို့ရအောင်မင်းရဲ့ဂျုံမဟုတ်ဘူး။ ကျက်တူရဲ့တီတူမရှိတော့လဲဘာမှမဖြစ်ပါဘူး။ငါတို့နဲ့မင်းကိုစားလိုက်မယ်လေ။မင်းတို့ဘာပြီးပြောနေကြားလဲ။ငါမင်းတို့ကိုကုညီနေရလေ။အဲ့ဒါမင်းတို့ကငါ့ကိုစားမယ်ဆိုပြီးပြောနေကြတယ်။ဒီကနေငါသွားတော့မယ်။အဲ့လိုပြောပြီးကြီးကကလူလဲထွက်ပြေးသွားပါ යි ။လေးယောင်ငန်းနှစ်ကောင်လဲသူ့နောက်ကိုပြေးလိုက်သွားပါ යි ။တစ်ဖက်မှာတော့ငှက်ကလေးတိုနီကတီတူကိုခေါ်ပြီးမင်းကြီးမီတူစီရောက်နေပါပြီ။သူတို့နောက်ကိုကြီးကကလူလဲရောက်လာပြီး အခုလိုပြောလိုက်ပါ යි ။ငှက်ကလေးတိုနီရဲ့ငါ့အကဲပါအောင် ငါ့အကေပါအောင်ဟိုလီးယုံငက်နှက်ကငါ့နောက်ကိုလိုက်နေကြတယ်သူတို့အခုဒီနေရာကိုလိုက်လာနေကြပြီအဲဒီနောက်လီးယုံငက်နှက်ကလည်းသူတို့နာရောက်လာကြပါတယ်လီးယုံငက်နှက်ကောင်မြင်တော့တော်ရီကငက်တွေအကောင်လုံးလဲလက်သွားကြပါတယ်ချိုးကလီးယုံငက်ကအခုလိုပြောလိုက်ပါတယ်ဩတဲဟုတ်ပါလားជីကန်မင်းပြောရင်ငက်ကဒီတယောက်ကို အခုတော့ကြည်ကန့်ကာလူရဲ့မိဟုန်ကဲမဲ့သူမရှိတော့ဒီမှာငှက်ကလေးတွေငါဘသူ့အောင်မတိုက်ခိုက်ပါဘူ ဒီကြီးကန့်ကားလိုပဲလို့ကျင်နေမရအောင်ရှင့်ကျမတို့နေ့ကိုဘာမှမပေးနိုင်အောင်နေ့ကဘာလို့ငါတို့ငှက်တွေနောက်ကိုလိုက်နေရလဲငါတို့ကနေ့ပေါ်ဘာမကောင်းတာများလုပ်ခဲ့မိလို့တော့ငှက်ကလေးမင်းကမင်းကိုတက်ခိုင်းနေသူကာကွယ်ပေးနေရပဲကြီးကန့်ကားလိုကငါတို့ကြီးလာပြီမင်းကိုတက်ခိုင်းနေရအဲ့ဒါဆို तू ကမင်းကြီးမင်တူရဲ့တီတူကိုမင်းကြီးစီခေါ်လာပေးနိုင်မှာအဲ့ခါကျရင်ပတ်စံတွေအကောင်လုံးသူတယောက်တည်းရမှာလေငါ့ကိုဒီကောင်စားခွင့်ပြုပါမဟုတ်ရင်မင်းတို့အားလုံးတော်လဲလွတ်လန်းမရှိဖြစ်သွားမယ် ခဏလေးနေပါအောင်ရှင်ကြည်ကက်ကလူရောဒီရကျန်တဲ့ခက်တွေရောကကျမရဲ့မိတ်ဆွေတွေပါပဲမင်းဖြစ်စီခြင်းတဲ့အတိုင်းဖြစ်စီရပါမယ်ဒါပေမဲ့အချင်းလေးနည်းနည်းတော့ပြေးပါ ပြီးတော့ငါတို့ငှက်တွေတရားဘသူ့မှာဒုက္ခမပေးဘူးလို့ခရီးပေးပါ ကောင်းပြီလေးငှက်ကလေးအဲ့ဒါဆိုငါရဲ့ကုစီငါပြန်တော့မယ်ဒါပေမဲ့အတော်လေးနောက်ကျနေမယ်ဆိုရင်တော့မင်းကိုလည်းအလွတ်ပေးမှာမဟုတ်ဘူးအဲ့ဒီနောက်လေးယောက်ငန်းနှစ်ကောင်လည်းပြန်သွားကြပါလေးယောက်ငှက်တွေပြန်သွားပြီးရဲ့အချိန်မှာတော့မင်းကြီးမီတူကအခုလိုပြောလိုက်ပါ ငှက်ကလေးတူနေရင်မင်းဘလို့လုံးလိုက်တာလဲအဲ့လေးရောင်ငှက်ကိုငါတို့ဘလို့မှမရှင်းနိုင်ဘူးဆိုတာမင်းမသိဘူးလားသူတို့ဆားစရာပုံမင်းတော့သူငါတို့စကားလက်ခံမှမဟုတ်ဘူးငါတို့အချားနီလန်တခုစဉ်းစားတင်နေမင်းကြီးမတူရဲ့အဲ့အတွက်တော့စိတ်မပူပါနဲ့ကျမမှာအစီအစဉ်တခုရှိပါတယ်ကျမတို့အဲ့လေးရောင်ငှက်ရံကနေတက်တက်လုံးလွမြောက်နိုင်လိမ့်မယ်ငှက်ကလေးတူနေလေသူမရဲ့အစီအစဉ်တွေကိုမျက်တွေအားလုံးသိအောင်ပြောပြလိုက်ပါခဏကြာတော့သူတို့ကစားစရာယူပြီး လေးယုံငတ်ကြီးရဲ့ကူကြီးစီသွားလိုက်ကြပါရဲ့လေးယုံငတ်ကြီးလည်းငှက်ကလေးတူနီကိုကြည့်ပြီးအခုလိုပြောလိုက်ပါရဲ့ငှက်ကလေးတူနီရဲ့ဒီစာငါ့ကိုပေးလိုက်ပါငါတို့နေ့အောင်တော့ဘိုက်စာနေရအတော်ကြပြီနောက်ပြီးစားစရာမြင်တော့ငါတို့ဘိုက်ပူစားလာသလိုပဲကောင်းပါပြီလေးယုံငတ်ရဲ့ဒါပေမဲ့မင်းငါတို့ငှက်တွေတရားဘယ်သူ့မှဒုက္ခမပေးရအောင်နော်ဒီစားစရာငါ့ကိုပေးလိုက်ပါငါစာလောင်မို့ဖြည့်သိမ်းရတော့မယ်ငါ့ကိုဒီစားစရာပေးပြီးမင်းတို့အားလုံးပြန်သွားကြပါ ငှက်ကလေးတို့နီးနဲ့အချားငှက်တွေလည်းလေးရောင်ငှက်ကို စားကြပေးပြီးအိမ်ညာနေထွက်လာကြပိုင်းပြီးတော့ကူပြင်းမှာစောင့်နေကြပိုင်းမိတ်ဆွေတို့ဒီလေးရောင်ငှက်ကအရန်လေးဆိုးတယ်ဆိုတာကောင်းကောင်းသိပါရဲ့ငါတို့ငှက်တွေအားလုံးပါပြီကြောက်တုံးကြီးကြီးတစ်ခုရှာရမယ်ပြီးရင်အဲ့ကြောက်တုံးနဲ့ဒီကူအပေါက်ပိတ်လိုက်ကြမယ်ဒါမှအဲ့လေးရောင်ငှက်ကတသက်လုံးကူထဲမှာပဲနေနေရမှာအဲ့ဒါမှငါတို့ငှက်တွေလည်းစိတ်ရင်းလည်းနေနိုင်မှာငှက်တွေအားလုံးလည်း ကြောက်တုံးကြီးကြီးရှာကကူပေါက်ကိုပိတ်လိုက်ပိုင်လေးရုံကနှစ်ကောင်လဲကူထဲမှာပိတ်မိသွားကြပိုင် ပြီးတော့သူတို့တွေအားလုံးကမင်းကြီးမီတူစီလာပြီးသူတို့လေးရုံကနှစ်ကောင်ကူထဲမှာအပီပိတ်လိုက်ချောင်းပြောပြပိုင်တော်လိုက်တာတိုနီရဲ့မင်းကတော်တော်ညံကောင်းတာပဲရော့ဒီပစ္စံတွေအကောင်လုံးကမင်းအတွက်ပဲငှက်ကလေးတိုနီလဲပစ္စံတွေအကောင်လုံးရှာသွားပိုင်ငှက်ကလေးတိုနီလဲအယံဝမ်းသာသွားပိုင်မင်းကြီးမီတူရဲ့ဒီပစ္စံတွေကိုကျမတို့ငှက်တွေခွဲပြီးယူစီခြင်းနဲ့ ဘာလို့လဲဆိုတော့ကျမတို့တငယ်ချင်းတွေအားလုံးပေါင်းပြီးအဲ့ဒီလေယောင်ငှက်တွေကိုကုထဲမှာပိတ်ခဲ့တာပါအဲ့တော့ဒီစုချင်းဝင်လဲကျမတို့အားလုံးညီတူညီမျှရတဲ့မှာလေငှက်ကလေးတို့နီးလဲငှက်တွေအားလုံးကိုပတ်စံအညီမျှခွဲဝေပေးလိုက်ပါအဲ့တော့ကာလူကပြန်ပြောလိုက်ပါငှက်ကလေးငါ့ခွဲလို့ပေးပါနော်ငါ့မိကိုတည်တည်ချင်းခဲ့တာငါ့မိနဲ့ပတ်သက်ပြီးအတွေ့အမတွေတွေးခဲ့မိရဲ့မိကအယမ်းစိတ်ထားကောင်းတဲ့သူပါငါအသက်ကိုလည်းကယ်ပြီးခဲ့တယ်လို့ ဒီပစ္စံတွေကိုလည်းပေးသေးရဲ့ငှက်ကလေးတုံးนี่လည်းជីကကလူခွင်လွတ်လိုက်ပိုင်းငှက်တွေအားလုံးလည်းပို့ပြီးဝမ်းသာသွားကြပါဘာလို့လဲဆိုတော့သူတို့အားလုံးပေါင်းပြီးလင်းယုံငန်းနှကောင်ကူထဲမှာပိတ်နိုင်ခဲ့လို့ပဲဖြစ်ပါယ။လင်းယုံငန်းနှကောင်လည်းရက်အတော်ကြာအစာရေစာပြတ်လက်တဲ့အတွက်ကြောင့်ကူထဲမှာပဲတီးသွားကြပါယ်။ဂိတ်အခုလိုမျိုးစိတ်ဝင်စားကြကောင်းတဲ့ငှက်ကတော်ပုံမြင်လေးတွေကိုနားဆင်ကြနေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ ဗီဒီယိုအသစ်တွေတနင်္လာသိနာလေးဘေးနားနိုတီခန်းလာလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်